မြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ဒေသမှာလူသေဆုံးမှုတွေဖြစ်စေခဲ့တဲ့ကောစင်တာလိမ့်လည်မှုတွေနဲ့ပတ်သက်ပြီးရာဇဝတ်သား9ဦးကိုတရုတ်တရားရုံးကတည်တံချမှတ်ခဲ့ပြီးတခြားသူတွေကိုလည်းထောင်ဒဏ်တွေချမှတ်အပြစ်ပေးခဲ့ပါတယ်။စင်ဝါသတင်းဌာနရဲ့နိုဝင်ဘာ4ရက်သတင်းမှာကွမ်တုံပြည်နယ်မှာရှိတဲ့ရှင်းချက်ပြည်သူတရားရုံးကမြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ဒေသမှာလှုပ်ရှားနေတဲ့ရာဇဝတ်ကိုင်းတစ်ခုမှာပအဝင်ပတ်သက်သူတည်ရခံ9ဦးကိုတည်တံချမှတ်လိုက်ကြောင်းဖော်ပြခဲ့ပါတယ်။ ၎င်းတို့ရဲ့ပြစ်မှုတွေကြောင့်တရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့ပြီးနောက်တအိုးကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကောင်းတခြားထိခိုက်သူတွေလည်းရှိခဲ့ကြောင်းရုံတော်ကဆုံးဖြတ်ခဲ့ပါတယ်တရခံ9ဦးကိုတည်တံစီရင်မှုအပြင်နောက်2ဦးကိုဆိုင်းငံ့တည်တံ9ဦးကိုထောင်ထဲတသက်တကြွနဲ့9ဦးကိုထောင်ထဲ3နှစ်ကနေ20အတွင်အသီးသီးချမှတ်ခဲ့ပါတယ်။ငွေတန်ချတာပိုင်ဆိုင်မှုတွေကိုတင်ယူတာနဲ့နှင်ထုတ်တာတွေကိုလည်းပိုရဲချမှတ်ခဲ့ပါတယ်။ဒီရဇဝိတ်ကိုင်းဟာ9ကတ်မှာ စခန်း၄၀ခုကိုလေပတ်လောက်ကင်နေပြီးဆက်သွယ်ရေးလိမ့်လည်းမို့တရားမဝင်လောင်းကစားလူသတ်မှုလူကုန်ကူးမှုနဲ့ပြည်တစားလုပ်ငန်းတွေကိုကျူးလွန်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။တီရန်စီရင်ခံရသူတွေကတအုပ်ကမက်တာဖက်တမင်း၁၁တန်ခန့်တရားမဝင်ထုတ်လုပ်ကုန်ကူးမှုမှာပါဝင်ခဲ့ပါတယ်။စက်တမ30ရက်ကလည်းကြဲကြံပြည်နယ်တရားရုံးကဆက်သွယ်ရေးဆိုင်ရာရာဇဝတ်ဂိုင်းကြီးတစ်ခုဖြစ်တဲ့လောက်ကိုင်းအခြေဆိုင် မင်းမီသားစုဂိုင်းကအဖွဲ့ဝင်၁၁ဦးကိုတင်းတန်းချမှတ်ခဲ့ပါတယ်။ဒီဂိုင်းဟာ၂၀၁၅ခုနှစ်ကစတင်ပြီးလောက်ကိုင်းမှာလက်နက်ကိုင်စက်ခန်းတွေထူထောင်လာပြီးအကြီးစားဆက်သွယ်ရေးလိမ့်လည်မှုလောင်းကစားမှုမူရင့်စေဝါမှောက်ခုကူမှုနဲ့ပြည်တစားလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ပြီး၎င်းတို့ကြောင့်လူ၁၄ဦးသေဆုံးခဲ့ကြောင်းရုံးတော်ကစစ်ဆေးတွေးရှိခဲ့တယ်လို့သိရပါတယ်။